PPTV ရဲ့တပတ်အတွင်းစစ်သတင်းအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ပတ်မှာတော့မြန်မာနိုင်ငံအနှံ့မှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းတွေကမှဂျွန်လ19ရက်နေ့ကနေဂျွန်လ25ရက်နေ့အထိရရှိထားတဲ့စစ်ရေးသတင်းချို့ကိုနှက်ဆက်ပေးသွားမှာပဲဖြစ်ပါရစေ။ဒီတစ်ပတ်မှာလည်းအကျန်းဖတ်စစ်တပ်ရဲ့စစ်ရေးတုံ့ပြန်မှုတွေစစ်ကြောင်းထုံးမှုတွေကြောင့်နိုင်ငံတော်ဝန်မှာထိတွေ့တိုက်ပွဲတွေဇက်တိုက်ဖြစ်ပေါ်နေပါရစေ။ စည်ရအချက်အလက်တွေကိုကြည့်မယ်ဆိုရင်စကိုင်းတိုင်းမှာထိတွေ့တိုက်ပွဲ2ကြိမ်၊ပဲခူးတိုင်းမှာထိတွေ့တိုက်ပွဲ3ကြိမ်၊မန္တလေးတိုင်းမှာထိတွေ့တိုက်ပွဲ4ကြိမ်၊ကရင်ပြည်နယ်မှာထိတွေ့တိုက်ပွဲ2ကြိမ်၊ရှမ်းပြည်မှာထိတွေ့တိုက်ပွဲ3ကြိမ်၊ကချင်ပြည်နယ်မှာထိတွေ့တိုက်ပွဲ2ကြိမ်၊ရခိုင်ပြည်နယ်မှာထိတွေ့တိုက်ပွဲ2ကြိမ်၊မကွေးအတွင်းမှာထိတွေ့တိုက်ပွဲ3ကြိမ်နဲ့တနင်္သာရီတိုင်းအတွင်းမှာထိတွေ့တိုက်ပွဲ2ကြိမ်တို့ရှိခဲ့တာကိုတွေ့ရပါတယ်။စကိုင်းတိုင်းအတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုပြောပြပေးပါမယ်။ အရာတော်မြို့နယ်ငွေရင်းပြူစောတိစခန်းကနေထွက်လာတဲ့အချမ်းဖတ်ပြူတွေကိုဂျွန်လ19ရက်နေ့မှာမုံရွာခရိုင်အမှတ်27တရင်တိုက်နယ်930နဲ့နေကံမဟာမိတ်တွေကပြစ်ခတ်တိုက်ခိုက်ခဲ့ရာ အချမ်းဖတ်ပြူနှစ်ဦးသေဆုံးသွားပါတယ်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာငွေရင်းပြူရွာကနေအချမ်းဖတ်စစ်သားတွေထွက်လာပြီးတော့တေဆုံးပြူလောင်းတွေကိုစခန်းထဲကိုပြန်တည်သွားကြတယ်လို့သိရပါတယ် လဲမျိုးနယ်အတွင်းကအကျန်းဖက်စစ်တပ်ရဲ့ကန့်ထောင်ရဲစခန်းကိုပြည်သူလွတ်မြောက်ရေးတပ်မတော် PLA ဦးဆောင်တဲ့ဒေါ်လန်ရဲ့မဟာမိတ်တပ်တွေကဂျွန်လ19ရက်မှာအပိသက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်လို့ PLA ကပြောကြားခဲ့ပါတယ်။ကန့်ထောင်ရဲစခန်းကိုဂျွန်လ2ရက်ကနေစတင်တိုက်ခိုက်နေတာဖြစ်ပြီးဂျွန်လ19ရက်မှာအပိသက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တာပါ။ပဲခူးတိုင်းအတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုပြောပြပေးပါမယ်။ ရွှေကျင်မြို့နယ်ရွှေကျင်တန်စိတ်ကားလမ်းပိုင်းမှာအချမ်းဖတ်စစ်တပ်ရဲ့ရိတ်ခါပိုးစစ်ကြောင်းကိုကင်းပုံးယူပေးနေတဲ့အချမ်းဖတ်စစ်တပ်ကို Fire Dragon စစ်ကြောင်းနဲ့မဟာမိတ်တွေကဂျွန်လ20ရက်မွန်လယ်12နာရီ30မိနစ်မှာတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းအချမ်းဖတ်စစ်သား3ဦးပွဲချင်းပြီးတိုက်ဆုံခဲ့ပါတယ်။ မြောက်လဲပင်ခရိုင်ရေပြူကန်ကြီးရွာမှာအထိုင်ချတက်ဆွဲထားတဲ့အချမ်းဖတ်စစ်တပ်ကိုဂျွန်လ20ရက်မှာ7 Raven Drone Force က drone နဲ့တိုက်ခိုက်မှုပြုလုပ်ခဲ့ရမှာအချမ်းဖတ်စစ်သား၄ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။အချမ်းဖတ်စစ်တပ်ကလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့တော်လန်ဟေးတပ်ဖွဲ့တွေအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါဗျ။ တောင်မြို့နယ်အတွင်းကဘကိုးရုံးမအတွင်ဂျွန်23ရက်ကအကျန်းဖတ်စစ်တပ်နဲ့တော်လိုင်းတပ်တွေကြားတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီးအကျန်းဖတ်စစ်တပ်ကစစ်တပ်လေတီးတွေပါအုံပြုပြီးတော့တိုက်ခိုက်ခဲ့ပါတယ်တိုက်ပွဲပြင်းထန်တဲ့အတွက်အနီးအနားမှာရှိတဲ့ကျေးရွာတွေကစစ်ဘေးတိမ်းရှောင်နေရပါတယ်မန္တလေးတိုင်းအတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုဆက်လက်ပြောပြပေးပါမယ် မြင်းချံမျိုးနဲ့မင်းနေကုန်ကြေးရွာစခန်းကနေထွက်လာတဲ့အကြံဖတ်စစ်သားတွေကိုမြင်းချံမျိုးနဲ့0ပျောက်ကြားတပ်ဖွဲ့ကဂျွန်လ20ရက်မနက်7:30မိနစ်မှာကြားဖြတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်ကြံဖတ်စစ်သား3ဦးသေဆုံးခဲ့ပါတယ်။မြင်းချံခရိုင်နထိုးကြီးမျိုးနဲ့ဝက်လူးနယ်မြေရဲစခန်းကိုစစ်ကူလာတဲ့အကြံဖတ်စစ်ကြောင်းကိုမြင်းချံခရိုင်အမှတ်၄တရင်မြင်းချံခရိုင်အမှတ်30တရင်တရားဦးပကဖတို့က ကိုမြင့်ဆောင်အညာမြေစစ်စင်ရေးအဖြစ်နဲ့တိုက်ခိုက်ခဲ့ရမှာအချမ်းဖက်ဆက်သား73ဦးသေဆုံးပြီးတော့ဒုတက်ချက်တအူးကို73ဘန်းအဖြစ်နဲ့ဖမ်းဆီးရမိခဲ့တယ်လို့ဂျွန်လ23ရက်မှာအသိပေးထုတ်ပြန်ခဲ့ပါတယ်တရာဦးမြို့နယ်ကနေငန်းဆောင်မြို့နယ်ဘက်ကိုဖောကားနဲ့ထွက်လာတဲ့အကြမ်းဖက်စစ်တပ်ကိုမြင်းချန်ခရိုင်အမှတ်6တည်ရင်တက်ခွဲ မြင်းချန်ခရိုင်အမှတ်6တိုင်ရင်တက်ခွဲနှစ်နဲ့ TGYR U Gorilla Counter Revolution ငန်းဆောင်အဖွဲ့တို့ပူးပေါင်းပြီးတော့ဂျွန်လ23ရက်မိုးလဲတနာရီ46မိနစ်မှာမိုင်းဆွဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာပါအဲဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်သား၄ဦးသေဆုံးပြီးတော့19ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်တေဆုံအလောင်းနေတဲ့ဒဏ်ရာရသူတွေကိုအကြမ်းဖက်စစ်တပ်ကမြို့သားတိုက်နယ်ဆေးရုံကိုတဲဆောင်သွားခဲ့ပါတယ် မြို့သားရဲစခန်းကနေအိမ်စည်းကားနဲ့ထွက်လာတဲ့အချမ်းဖတ်စစ်သားတွေကိုနဂနီပျောက်ကြားတပ်ဖွဲ့မြင်းချန်နဲ့မဟာမိတ်တွေကဂျွန်လ24ရက်နေ့မနက်9:30မိနစ်မှာမိုင်းဆွဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းအချမ်းဖတ်စစ်တပ်ကအရာရှိတအူအပါဝင်2ဦးသေဆုံးပြီးတော့2ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ကရင်ပြည်နယ်အတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုပြောပြပေးပါမယ်။ ကြုံတုံးမြို့နယ်ကနေအောင်စေရစစ်ကြောင်းကိုစစ်ကူပေးဖို့အတွက်တက်လာတဲ့အကြမ်းဖက်စစ်တပ်ကိုဂျွန်လ19ရက်မှာတော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ Moon Liberation Army ကပြောပါတယ်။တိုက်ပွဲက9နာရီကျော်ကြာမြင့်ခဲ့ပြီးတော့အဲ့ဒီတိုက်ပွဲမှာအကြမ်းဖက်စစ်တပ်က30ဦးထပ်မံတိုက်ဆုံခဲ့တယ်လို့တိုင်ရင်မှုနဲ့ 2IC ဗိုလ်မှူးတို့ပါဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဒါအပြင်အဆိုပါတိုက်ပွဲကနေ MA1 MA2 လက်နက်များ RPG အမြောက်များနဲ့ RPG ဖုံ RPG ပို့ရန်များ60မမလက်နက်ကြီးများကြီပေါက်မျိုးစုံကြီမျိုးစုံကြီကအုတ်ထုပ်အပဝင်လက်နက်ခဲရန်တွေနဲ့စစ်သုံးဆောင်ပစ္စည်းများကိုလည်းတင်ဆက်ရမိခဲ့ပါတယ်။ KNU တက်မဟာ6နယ်မြေတွင်းကမြန်မာထိုင်းနယ်စပ်လက်ကျန်စခန်းလေးခုတွေကတခုဖြစ်တဲ့အကြမ်းဖက်စစ်တပ်ရဲ့အထူးကပလာစခန်းကိုဂျွန်လ22ရက်ညနေပိုင်းမှာ KNU ဥဆောင်တဲ့တော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပါတယ်။အကျံဖတ်စစ်တပ်ရဲ့ထိကပလာစခန်းကိုတင်ပိုက်ပြီးတဲ့နောက်မှာမြဝရီမျိုးတောင်ပတ်နယ်စပ်မှာတင်ပိုက်ဖို့အတွက်ဩကရစ်တာစခန်းဝေါ်လီဗျူဟာနဲ့ထိသေးလေကာကင်းစခန်းတွေလာကြန့်ရှိတော့တာလည်းဖြစ်ပါတယ်။ ရှမ်းပြည်နယ်အတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုဆက်လက်ပြောပြပေးပါမယ်။ TNL ကတဖက်သက်အပြစ်ရစဲကြောင်းကြေညာထားပြီးမယ်လေ။အကြမ်းဖက်စစ်တပ်ရဲ့ထိုးစစ်တွေကြောင့်နောင်ချုံမြို့နယ်အတွင်းမှာတိုက်ပွဲတွေပြင်းထန်နေပါဗျ။ဂျွန်လ19ရက်မှာအကြမ်းဖက်စစ်တပ်နဲ့ TNL တို့အကြားတရက်ကုန်းကြီးရွာ၊ကံကြီးကြီးရွာ၊လက်ပံကုန်းကြီးရွာ၊လိုင်ဝဲကြီးရွာ၊ရွှေသွန်းကြီးရွာတွေမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါဗျ။အဲ့ဒီလိုပဲဂျွန်လ20ရက်မှာပိန်နေကုန်းနဲ့ညံတော်ကြီးရွာအကြားမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါဗျ။ ။ကျန်းဖက်စစ်တပ်ကနောင်ချုံမြို့နယ်အတွင်းကတိုက်ပွဲမဖြစ်ပွားတဲ့ရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်ကာ drone နဲ့ဘုံကျဲရအပြင်အစိမ့်မြေဘုံတွေနဲ့လည်းကျဲချတိုက်ခိုက်နေပါတယ်။မိုးမိတ်မြို့နယ်အတွင်းမှာ TNL ရဲ့စစ်ကြောင်းကိုရှမ်းပြည်တိုးတက်ရေးပါတီ SSPP SSA တပ်တွေကဂျွန်လ23ရက်မှာခြုံကိုပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။ မိုးမိတ်မြို့နယ်အတွင်းမှာ TNLA ရဲ့စစ်ကြောင်းကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP SSA တပ်တွေကဂျွန်လ23ရက်မှာခြုံကိုပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။မိုးမိတ်မြို့ကတစ်တုံညာနှစ်ခွန်စစ်စည်ရဲ့အတွင်းမှာ TNLA နဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ထားတဲ့မြို့ဖြစ်ပါတယ်။ကချင်ပြည်နယ်အတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုပြောပြပေးပါမယ်။ ဖားကံမြို့နယ်မှော်ဝင်းလေးကျေးရွာမှာတက်ဆွဲထားတဲ့အချမ်းဖတ်စစ်တပ်ကိုဂျွန်လ19ရက်မနက်ပိုင်းမှာ KIA KPDF ပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်တိုက်ပွဲကအပြန်အလှန်ဖြစ်ခတ်မှုတွေနဲ့ပြင်းထန်ခဲ့ပြီးတော့ဖားကန်တက်မကုန်းမှာရှိတဲ့အကျန်းဖက်စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ကူပေးခဲ့တယ်လို့သိရပါဗျ။ ဂျော်လာ19ရက်ညနေ6နာရီကျော်ကနေစတင်ပြီးတော့ဖားကန်မြို့နယ်စမ်းကျေရွာအနီးမှာအချမ်းဖတ်စစ်တပ်နဲ့ KIA KPD ရဲ့ပူးပေါင်းတပ်ဖွဲ့တွေကြားတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့လည်းသိရပါဗျ။ရခိုင်ပြည်နယ်အတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုဆက်လက်ပြောပြပေးပါမယ်။အမ်ဒန်လမ်းမအင်းကြီးကအချမ်းဖတ်စစ်တပ်ရဲ့နှက်ရေကန်ဖြူဟာအနီးမှာဂျွန်လ20ရက်မနက်ပိုင်းတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။ အာရခတက်တော် AA ဥဆောင်နဲ့တော်လန်ရေးပူပေါင်းတက်တွေနဲ့အချမ်းဖက်စစ်တက်တို့အကြားနယ်ရေကန်ဘျူဟာနဲ့တမိုင်6ဖာလုံခန့်အကွာမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။စစ်တွေမျိုးနဲ့ပါထားလိုက်ကြီးရွာမှာရှိတဲ့အချမ်းဖက်စစ်တက်စခန်းကိုအာရခတက်တော် AA ကဂျွန်လ25ရက်နေ့မှာစနိုက်ပါတွေနဲ့ပစ်ခတ်မှုတွေရှိတယ်လို့အချမ်းဖက်စစ်တက်ကလည်းလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ပြီးထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ ပါထလိုက်ကြီးရွာကမေယုမြက်ကမ်းဘေးမှာရှိပြီးတော့အချမ်းဖတ်စစ်တပ်ရဲ့လာရ232တပ်ရင်းခမရ3လေးလေးတပ်ရင်းနဲ့ပညာရေးတပ်ရင်း30တို့အထိုင်ချထားတဲ့နေရာလို့သိရပါဗျ။မကွေးတိုင်းတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုပြောပြပေးပါမယ်။စလင်းမြို့ပေါ်မှာအချမ်းဖတ်စစ်တပ်ကတပ်ဆွဲထားတဲ့ထွေယုံယုံအပါအဝင် နေရာလေးခုကိုဂျွန်လ18ရက်နဲ့19ရက်နှစ်ရက်စတိုင်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ပြည်သူ့ညီနောင်စလင်းအဖွဲ့ကအသိပေးထားပါဗျ။ အဲ့ဒီတိုက်ခိုက်မှုကိုဆလင်းမျိုးပြ UG ပျောက်ကြားအဖွဲ့ဗမာတပ်တော်ဘာမာအာမီနဲ့ပောက်တောင်ပိုင်းကျမ်းမာရေးတူနာပြုတ်တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာပါမဖဲမြို့နယ်နယ်ရီကန်လန်းဟောင်းခွန်စုရွာလန်းခွဲမှာတက်ဆွဲထားတဲ့အချမ်းဖတ်စစ်တပ်ရဲ့ကာကင်းစခန်းကိုချင်းကာကွယ်တပ်အရှို CDF အရှိုလူပောင်တက်တက်မတော် NSA နဲ့အရှိုချင်းကာကွယ်တပ် ACDF တို့ပူးပေါင်းပြီးတော့ဂျွန်လ20ရက်မနက်9:25မိနစ်မှာတိုက်ခိုက်ခဲ့ကြပါတယ်။ တိုက်ပွဲက15မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကျန်းဖတ်စစ်သားအများအပြားစခန်းကိုစွန့်ခွာထွက်ပြေးခဲ့ကြသလိုကျန်းဖတ်စစ်သားတအူးပွဲချင်းပြီးတိတ်ဆုံပြီးတအူးကိုအရှင်ဖမ်းဆီးရမိခဲ့ပါတယ်။တနင်္လာရီတိုင်းအတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုဆက်လက်ပြောပြပေးပါမယ်။ ဖိမ်းမြို့နယ်ကနေတနင်္လာရီဘက်ကိုဥတီလာတဲ့အချမ်းဖတ်စစ်တပ်ရဲ့စစ်ကားရှစ်စီးကိုတနင်္လာရီမြို့နယ်ပြည်သူ့ကော်မတီရဲ့အဖွဲ့နဲ့မဟာမိတ်တွေကကန်တိုးရွာနဲ့ကော်မပြင်းရွာလမ်းပိုင်းနှစ်နေရာမှာဂျားဖြတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းမှာအချမ်းဖတ်စစ်တပ်ကစစ်ကားနှစ်စီးပြက်စီးကအချမ်းဖတ်စစ်သားတွေအများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဒါကတော့သတင်းမီဒီယာတွေနဲ့မြေပြင်သတင်းရင်းမြစ်တွေကတဆင့်ရရှိတဲ့တပတ်အတွင်းဆက်သတင်းတွေကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။သတင်းရရှိမှုအခက်အခဲတွေကြောင့်မြေပြင်မှာတိတက်ပုံမိုတဲ့စစ်ရေးထိတွေ့တိုက်ပွဲတွေရှိနေနိုင်ပါတယ်။နောက်ပတ်တွေမှာလည်းတပတ်အတွင်းရရှိတဲ့စစ်ရေးသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်လို့ PPTV ရဲ့ YouTube Channel youtube.com/pptvmyanmar နဲ့ Facebook page facebook.com/pptvmyanmar တို့မှာစောင့်မျှော်ကြည့်ရှုပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။ကျွန်တော်ကတော့ခွန်အောင်ပါ။